ွဲလေးတွေဆက်လာတာမင်္ဂလာပွဲကိုပို့ပြီးတော့ဆုဖြစ်တာများတော့အတင်းမင်္ဂလာပွဲလေးတွေရောတဖြည်းဖြည်းနဲ့ချိန်ချိန်နဲ့ပေါ့နော်အာတိလာတယ်ဟုတ်နဆက်ငါတရက်တစ်လပိုင်းမှာထွက်ထားတယ်ပိတ်ဆက်ချင်းလေးနဲ့အပို့ပြီးတော့ပြန်ပြီးတော့တွဲမြင်လာကြတယ်နောက်ပြီးတော့ကျတော့ဒီ time မသိလေးနဲ့ပို့ပြီးတွဲမြင်လာရတယ်လို့သိရတယ်ပေါ့နော်ဟုတ် ကိုကိုကတော့အရင်ကြီးဟိုတင်ယူထားတာတော့မရှိဘူးပေါ့နော်ဒါဝါဒနာကနေတစ်ဖြည်းဖြည်းနဲ့ဒါ အဲပိုင်ပိုင်တို့လိုဒီဇိုင်နာတွေနဲ့အချင်းချင်းတိလာရင်းနဲ့ပေါ့နော်ကိုကူညီပေးရင်းရင်းကနေတို့တဖြည်းဖြည်းနဲ့လူတိလာရတယ်အဲ့တော့အရင်ကြီးကျွမ်းကျင်တာတော့မဟုတ်ဘူးဝါသနာအရပဲရှိနေသေးတာပေါ့နော် professional တော့မဟုတ်ဘူးပေါ့အကြရတယ်စူးစမ်းနေသေးပေါ့ ကဲ့ဒီ Diamond Pavilion စိန်ဆိုင်ရတော့ဗောနော်နန်းရဲ့အာအရန်ကိုကြီးနေရတယ်ဗောနော်နန်းရဲ့အမေရဲ့တငယ်ချင်းဖွင့်ပွဲလေးကိုလာရောက်ပြီးတော့ဂုံပြုပြီးတော့တက်ရောက်ပေးခြင်းဖြစ်ပါတယ်ရှင်ဟုတ်ယန္တနာထဲမှာတော့နန်းကတော့အကြိုက်ဆုံးကတော့ယန္တနာပါပဲအကုန်လုံးကိုကြိုက်တယ်ဗောနော်အဓိကတော့လက်ရှိမှာတော့နန်းကအခုဒီအဘွားအတွက်နင်းထွက်ထားပြီးတော့နောက်ပြောကြတော့ပေးဆက်ခြင်းဒုတိယတစ်ပုတ်ထွက်ထားတယ်နောက်ပြီးတော့ factory နေနေတော့နန်းနောက်ထပ်တစ်ပုတ်ထွက်ဖို့ရှိပါတယ်ရှင်ဟုတ် တချင်ကတော့ feedback ကတော့အရန်ကိုဘယ်လို complain အာသဘောကျကြတယ်ဖတ်ထူးလေးဖတ်ဝမ်းငေါဖတ်ထူးရောရတာတမျိုးစီထွက်တယ်အာစိတ်တိုင်းလေးကြပါတယ်ရှင်ဟုတ်အခုလိုပြောကြရတဲ့အတွက်လည်းရန်ကိုဝမ်းသာပီတိဖြစ်ရတယ်ဟုတ်အာခုနောက်ပိုင်းကတော့နန်းတိတလောက်ကတော့ဒီအာမင်္ဂလာပွဲမှာတချင်းအေးလေးဆိုရဲဒါပေကြတော့နန်းရဲ့ဘွားတွဲနေရောပိတ်ဆက်ချင်းမှာရောနောက်ပြီးတော့ထိုင်မသိန်းလေးနေအာတိထားတယ်ပို့ပို့ပြီးတော့လက်ခံလာရေလို့ အဲခန်းစားမိရေပေါ့နော်အအရန်ဝမ်းသာတာပေါ့ကိုမြင်တာနဲ့ပေါ့နော်နိုင်ရဲ့တန်လေးကအရန်ချိုတယ်အရန်အေးတယ်အမြမဝတ်ဆုံလေးနဲ့ဆိုလည်းအရန်လိုက်တယ်လို့ကြားရတာဖြစ်တဲ့အတွက်လည်းအရန်ချိန်နဲ့ပီတိဖြစ်ရတယ်ပေါ့နော်ဟုတ်ကဲ့အဓိကတော့နန်းကအပွဲလေးတွေဆက်လာတာမင်္ဂလာပွဲကိုပို့ပြီးတော့ဆုဖြစ်တာများတော့အတီးယုံမင်္ဂလာပွဲလေးတွေရောတဖြည်းဖြည်းနဲ့ချိန်ချိန်နဲ့ပေါ့နော်အတိလာတယ်အဲ့အတွက်ကိုလည်းအရန်ကိုအ ဒီမြန်မာနိုင်ငံမှာပေါ့နော်ကိုတချင်းဟိုကိုရတဲ့အပိုင်းကနေမြန်မာတချင်းလေးဆိုရဲအဲ့နောက်ပြီးတော့ကိုတေးတို့တချင်းလေးဆိုရာဖြစ်တဲ့အတွက်တဖြည်းဖြည်းနဲ့ပွဲလေးဆက်ဆက်လာတယ်ပေါ့နော်အဲနောက်ပြီးတော့ပြည်တွင်းရောပြည်ပရောအဲလမ်းခေါ်ပြီးတော့မြန်မာလူမျိုးတွေရာပေါ့နော်တကြံကျင်းပကြရာဖြစ်တဲ့အတွက်အရင်လက်ပီတီဖြစ်တယ်သူတို့ဒီမြန်မာအနေနဲ့ဂုံပြုတ်ပြီးတော့ကိုစားပေါ့နော်တားရောက်ပြီးတော့ ဖြောပြပေးရတဲ့အတွက်လည်းအရန်ကိုဝတ်သားပြီးဖြစ်ပါတယ်ဟုတ်အာအရန်ကိုအခုလိုမျိုးအပေးလာတာသိရတဲ့အတွက်လည်းအရန်ကိုချိန်တတ်တယ်ပေါ့နော်အာအပေးလာတယ်ဆိုတာအထက်ကိုချစ်ပေးကြတာပေါ့နော်ကိုကိုကိုကတော့အရန်ကြီးဟိုတင်ယူထားတာတော့မရှိဘူးပေါ့နော်ဒါဝါဒနာကနေတစ်ပြေးပြေးနဲ့ဒါပိုင်ပိုင်တို့ဒီဇိုင်နာတွေနဲ့အချင်းချင်းတိလာရင်းနဲ့ပေါ့နော်ကို ကူညီပေးရင်းရင်းကနေတဖြည်းဖြည်းနဲ့လူသိလာရတယ်။အဲ့တော့အရင်ကြီးကျွမ်းကျင်တာတော့မဟုတ်ဘူး။ဝါသနာအရပဲရှိနေသေးတာပေါ့နော်။ professional တော့မဟုတ်ဘူးပေါ့။အားကြတယ်။စူးစမ်းနေစေပေါ့။ နိုင်ရဘွားထွက်နေပေါ့နော်ပထမဦးဆုံးဒီ2024မှာပြန်ထွက်ထားတယ်ဘွားထွက်နေတချင်းလေးရယ်နောက်ပြီးခု2025တရက်တလပိုင်းမှာထွက်ထားတယ်ပိတ်ဆက်ချင်းလေးနဲ့အပို့ပြီးတော့ပြန်ပြီးတော့တွဲမြင်လာကြတယ်နောက်ပြီးတော့ဒီ time thing လေးနဲ့ပို့ပြီးတွဲမြင်လာရလို့သိရတယ်ပေါ့နော်ဟုတ်อืมအဓိကတော့တည်ငြိမ်ရင်းချက်တာကိုသဘောကျတယ်နောက်ပြီးတော့ဒီအဘလို့ခေါ်မလဲအရာလုံးကိုဒီလိုမျိုးငြိမ်ငြိမ်လေးနဲ့ဖြည့်ရှင်းတဲ့အရာကိုသဘောကျတာပါအဲကျွန်내အရာတော့ မသိဘူးပေါ့နော်သူအပိုင်းကတော့ no မဟုတ်တော့ကလည်းဒါမတူဘူးဒါအခုကအဲနည်းနည်းလေးစိမ့်နေတာရယ်ကိုနည်းနည်းလေးဘယ်လိုခေါ်မလဲစိတ်လှုပ်ရှားနေလို့ငြိမ်နေတာတကယ်မှပြင်ပါနည်းနည်းလေးဘယ်လိုခေါ်မလဲခင်ခင်မင်မင်ဖော်ဖော်ရွေးပို့ပြီးတော့ပေါ်တော်တော်နေတာများတယ်ပျော်ပျော်ပပပေါ့နော်အဲပို့ပါအဲ့လေးပို့သဘောကျတယ်အဲ့လိုမျိုးဒါလေးကနည်းနည်းလေးရှိန်နေသေးလို့အဲနည်းနည်းလေးငြိမ်နေတာပေါ့ အော်ရှိတာပေါ့နော် အမ်မမိုးနဲ့တကယ်လို့ကလိုက်တာအဲရှိမယ်ကဲလို့နိုင်ရဲ့တချင်းထဲမှာလည်းတကယ်လို့အဲကာရက်တာမိတယ်ဆိုရင်တော့မိတယ်ဆိုတာဥပမာနိုင်ရဲ့တချင်းနဲ့မမိုးနဲ့လိုက်မဲ့ကာရက်တာနဲ့ဂျုံခဲ့အခွင့်ရေးဂျုံခဲ့ဆိုရင်တော့နန်းအဲကန်လန်းမှုရှိတယ်ရှင်ဟုတ်အဲနိုင်ရဲ့တချင်းလေးကတော့လောလောဆယ်နန်းအဲတချင်းတစ်ကလေးဖြစ်တယ်အာနောက်ထပ်ပတ်ထရီလေးကိုနမ်းမကြရင်ထွက်တော့မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးအဲနောက်ထပ် ပြီးတော့ဒီသုံးပုတ်ထွက်ပြီးတာနဲ့နန်ကိုပိုင်အပန်လေးအော်ဒီယိုအပန်လေးထွက်ဖို့အစီအစဉ်ရှိပါတယ်။အဲကြရင်လည်းအားပေးကြပါဦးလို့အဲပြောချင်ပါတယ်။ဟုတ်ရဲ့နံပါတ်နံပါတ်လေးတော့ဘယ်လိုပေးထားလဲ။ဒီနှစ်ပုတ်လောက်ပါလောစရနမီနီအပန်ပေါ့နော်အနည်းဆုံး၈ပုတ်လောက်တော့ရထားတယ်၆၈ပေါ့နော်ဟုတ်အဲ music video part 1ကနေ part 3ရတာဒါဇလန်တွဲပုံစံလေးရတော့နန်း ဒီသုံးပုတ်ထွက်ထားတယ်အရှိမှာတော့ကိုညင်မင်းခိုင်ရဲ့အခြေအသင်ကန်းစာအဲ့ဒါရင်ဂရမတ်တိုင်ထွက်ထားတယ်ဆိုလီကျုကလည်းထွက်ထားတယ်ရှင်ဟုတ်နှလုံးစရာတော့မစင်းစားရသေးဘူးအဲ့ထဲမှာအားလုံးထဲမှာမကိုမူပါတဲ့ဟာကိုအတွက်ဒီဘဝမှာအမတ်တရဘယ်ပုံလေးရဖြစ်မလဲဆိုတာလေးကိုအဲတွင်းဖို့ရှိတယ်ပေါ့နန်းရဲ့ဘဝမှာမတ်တိုင်တစ်ခုအနေနဲ့တော့စိုက်ထူသွားဖို့တော့အဲ့ဒီအမတ်တရလေးတော့နန်းအဲထွက်တော့ထွက်ဖို့ရှိတာပေါ့ဟုတ်ဟုတ်တယ်ဟုတ်တယ်နန်းအဲဘယ်လောက်ထိသွားနိုင်လဲပေါ့နော်နန်းဘယ်လောက်ထိဒီဘဝမှာ ကိုယ့်ရဲ့အမတ်တရချိန်အဓိကတော့ဝါသနာပါပေါ့နော်ကိုယ့်ရဲ့ဘဝမှာမှတ်တိုင်နေတဲ့ကိုအပိုင်လေးအပိုင်လေးတစ်ခုနေအ ਨੇ ဆုံးပေါ့တို့မဟုတ်လဲထိုင်မသိမ့်ပေါ့ကိုယ့်ရဲ့ဘဝမှာကြံခဲ့တဲ့အရာလေးကိုကိုသွားကျင်တာပေါ့ဟုတ်အဲ့ဒါပါပဲရှင်းရှင်းလေးဟုတ် အမဘဖလီယံမှာလာရောက်ပြီးတော့ဝယ်ယူကြည့်ရှုအားပေးတဲ့အခုကြည့်ရှုနေတဲ့အဲမိတ်ဆွေတငယ်ချင်းများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။နန်းကိုအခုလိုမျိုးချစ်ပေးအားပေးတဲ့အတွက်လည်းကျေးဇူးရမ်းတင်ရှိပါရစေ။အဲနောက်ပြီးတော့ကျတော့ဒီနေ့မိတ်သွားတာပေါ့နော်။ဒီနေ့ဒီဇိုင်နာကတော့အဲကိုတင်ဆိုးလင်ဖြစ်ပါတယ်။မိတ်ကပ်ကတော့ရဲရဲဖြစ်ပါတယ်။အဲနောက်ပြီးတော့ကျတော့အဲဘယ်လိုခေါ်မလဲ။အခု လာရောက်ပြီးတော့ဒီ Diamond Pavilion မှာဆင်းရွှေရနာလဝိရနာအားလုံးကိုလာရောက်ပြီးတော့ဝေယူတ िश ူအားပေးနိုင်ပါတယ်ရှင်။အာနိုင်လို့မရရနာချစ်သူများအားလုံးကိုဖိတ်ခေါ်ပါတယ်ရှင်။ဟုတ်။ညာကြီးအောင်မြင်ပါစေ။အနီတနာရောအဲ Diamond Pavilion ဆင်းရွှေရနာဆိုင်ပိုင်ရှင်ဖြစ်တဲ့မာဒီတနာဒီထက်မှကဆိုင်ခွဲတွေအများကြီးအများကြီးဖွင့်နိုင်ပါစေလို့နန်ဒီကနေစုမုံကောင်တောင်းပေးလိုက်ပါတယ်ရှင်။